အခုလိုမျိုးဒေါ်လာ2000ကျော် Facebook ထဲကဝင်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့အခုကျွန်တော်လာပြောပြဖြစ်ပါတယ်။သိချင်တဲ့သူတွေဒီလိုလေးကိုအစိုးရကြည့်တော့ပါခင်ဗျာ။ဒီမတယောက်ကကျွန်တော်ကို service လာတာသူရဲ့ account ကစုစုပေါင်းဝင်ငွေရမှာဒေါ်လာ1500ကျော်တော့ရှိပါတယ်။ဒါပေမဲ့အခုလိုမျိုး file ဖြစ်ပြီးမန်တဲ့ကိုမဝင်လာတာ2လ3လလောက်ရှိပါပြီ။အခုလိုမျိုး file ဖြစ်တာဘာကြောက်လဲဆိုတော့အချက်တွေကတော့အများကြီးရှိပါတယ်။ကိုကဘဏ် account ကိုထည့်မှတာမျိုးဘဏ် account ထည့်ရင်ကိုရဲ့နာမည်ကစလုံးသေးစလုံးကြီးမှားတာမျိုးမဟုတ်ရင်ကိုမွန်နေစင်းလျှောက်တာတနည်းအားမှာမှားနေလို့ပဲဖြစ်ပါတယ်ခင်ဗျာ။ Facebook company ကပတ်သက်လွှဲလာရင် ခါတလေကိုရအကောက်ကပတ်စာလက်ခတ်လို့မရရင်ကိုရထားတဲ့ဝင်ငွေတွေပိတ်ခံထိတတ်ပါတယ်ခင်ဗျာအခုလိုမျိုး fine ဖြစ်ရင်ဘဏ်အကောက်ပြောင်းယူနေလဲပတ်စံပြန်ရလာမှာမဟုတ်ဘူးเนาะကိုကအแทမှာချက်လက်တွေဝင်ကြည့်ပြီး Facebook ကိုလည်းစတင်ဖို့လည်းလိုပါတယ်ခင်ဗျာအခုဒီအမကစုစုပေါင်း2လမှာဒေါ်လာ1500ကျော်ရပြီးဒီတလတွဲကတော့ဒေါ်လာ400ကျော်ရတာပဲဖြစ်ပါတယ်အခုကျွန်တော်က3လစလုံးတွဲစတင်ပေးပြီးဘဏ်ပြောင်းပေးလိုက်တာဒီအမမှာဝင်ငွေ2000ကျော်ဝင်လာပါပြီခင်ဗျာထိုင်ဘတ်နဲ့ဆိုရင် ဘလောက်လဲရေးလာကြအောင်เนาะအခုလိုမျိုး monetization နဲ့ပတ်သက်ပြီးအကြောင်းအရာတွေ Facebook မှာပတ်စံဝင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေ video တင်ရင် copyright မမိအောင်ဘယ်လိုတင်ရမလဲဆိုတဲ့အကြောင်းအရာများတွေဒီအကြောင်းအရာများကိုကျွန်တော်လာမယ်6လပဲတရက်နေ့မှာတင်တန်းလေးဖွင့်ပေးပါမယ်ခင်ဗျာ Facebook နဲ့ပတ်သက်ပြီးအကြောင်းအရာများကိုတင်ပေးပါမယ်ဖြစ်ပြီးတင်တန်းစီလေးကချိုးသားစွာနဲ့တင်ပေးတော့ပါမယ်ခင်ဗျာဒီတင်တန်းလေးကိုတက်ချင်တဲ့သူတွေ Messenger ထဲမှာလာမေးလို့ရပြီ join ချင်တဲ့သူတွေရော comment ထဲမှာရေးလာလို့ရပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ